အားလုံးပဲမင်္ဂလာပါ MC Channel ကနေပြောပြန်လဲကြိုဆိုလိုက်ပါရစေ။ကျွန်တော်ဒီနေ့မှာတော့အင်မတန်မှစိတ်ဝင်စားစရာကောင်းတဲ့အမှုခင်းအကြောင်းအရာတစ်ခုနဲ့ပြန်လဲပြီးတော့ရောက်ရှိလာပါပြီ။တကယ်ချင်းတို့ကြားဘူးကြလားတော့မသိဘူးပေါ့နော်။လူသုံးတယောက်ဟာကျွန်တော်တို့အိမ်မက်သေးကိုရောက်လာပြီးတော့သူဟာရရဆက်ဆက်အသက်ဖြတ်ခံခဲ့ရပါတယ်။သူ့ကိုတက်ပြီးတော့ဘယ်နေရာမှာမြုပ်ထားပါတယ်ဆိုတော့အသေးစိတ်အချက်လက်တွေကိုအိမ်မက်လာပေးပြီးတော့ကျွန်တော်တို့ကသူပြောတဲ့နေရာမှာသွားရှာကြည့်ရတဲ့အခါမှာတကယ်ပဲသူ့ရဲ့အလောင်းကိုရှာတွေ့တာမျိုးပုံပြင်တာမှမဟုတ်ရင်လက်တွေ့အပြင်မှာဂျုံတွေ့ခဲ့တာမျိုးရှိလားပေါ့နော်။ ကျွန်တော်ဒီနေ့ပြောပြမယ့်မူခင်ကလည်းဒီလိုပုံစံနဲ့ဆင်တူတဲ့မူခင်ပဲဖြစ်တယ်။ဒီမူခင်ကို The Red Banmala ဆိုပြီးတော့တီးကြတယ်ပေါ့နော်။ Babylon လို့ခေါ်လဲဆိုတော့အနီရောင်စပကြီတဲ့အိမ်လေးထဲမှာရက်ဆက်စွာတပ်ဖြတ်ခံရတဲ့အတွက်ကြောင့်လို့ပဲဖြစ်တယ်။အဲ့တော့ကျွန်တော်ဒီမူခင်ကိုဆက်မပြောခင်မှာကျွန်တော်ကိုအားပေးနေကြတဲ့အရောက်စီတဲ့ကိုကျွန်တော်အရန်ကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးတော့ဗီဒီယိုတွေဆက်တိုက်ဆိုသူတို့တင်ဆက်သွားနိုင်အောင်ကြိုးစားသွားပါမယ်။ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ The Red Banmala အကြောင်းကိုတွေ့လဲအောင် မာရီယာမာဒန်ဆိုတဲ့အမျိုးသမီးကို1800ခုနှစ်ဇူလိုင်လ24ရက်ဆက်ဖော့ခိုင်ပေါ့စတာကြေးရွာမှာမွေးဖွားခဲ့တယ်။သူ့ရဲ့အဖေကမော်ခစ်ချာလို့ခေါ်တဲ့တီကောင်တွေကိုစားတဲ့ကြွက်သမျိုးဖမ်းတဲ့သူပေါ့နော်။သူ့ရဲ့နာမည်ကတောမတ်မာဒန်လို့ခေါ်တယ်။မာရီယာမာဒန်မှာတော့သူ့အမေမရှိတော့ဘူး။မိသွေးအန်ဆိုတဲ့လူနဲ့သူနေထိုင်နေပေါ့နော်။ပြီးတော့သူ့မှာမွေးချင်မောင်နှမနှစ်ဦးရှိတယ်။တဦးကအန်လို့ခေါ်တဲ့သူ့သက်အသက်တစ်နှစ်ကြီးတဲ့အမဖြစ်ပြီးတော့နောက်တစ်ယောက်ကတော့ George လို့ခေါ်တဲ့အသက်၁၀နှစ်အရွယ်မောင်သူ့ရဲ့မောင်လေးပဲဖြစ်တယ်ပေါ့နော်။ မာရီယာမာရန်အသက်24နှစ်အရွယ်ရောက်တဲ့အခါမှာသူ့ထက်နှစ်ငယ်တဲ့အသက်22နှစ်အရွယ်ခေါ်ဒါဆိုတဲ့လူနဲ့ချစ်ကြခဲ့ကြတယ်။ခေါ်ဒါဆိုတဲ့လူကတော့1803ခုနှစ်မှာမွေးဖွားတဲ့သူတို့ရဲ့ဒေတာမှာနေထိုင်တဲ့လယ်သမားဦးရဲ့သားပဲပေါ့နော်။သူကလူကောင်းတော့မဟုတ်ဘူး။မိမလိုက်စားတတ်ပြီးတော့လင်လေလက်ဖြားတတ်တယ်ဆိုပြီးတော့နာမည်ကြီးရဲ့လူပဲဖြစ်တယ်။သူငယ်စဉ်အခါမှာတော့ကလည်းအကြောင်းတတ်တဲ့အရွယ်မှာပေါ့နော်။သူ့ရဲ့တငယ်ချင်းတွေက ဒီကောင်တော်တော်လိန်သက်တယ်ယူပေါပေါနဲ့ဆိုပြီးတော့ Foxy ဆိုပြီးတော့သူ့ကိုလောင်ပြောင်ပြီးတော့ဒီလိန်လည်းလက်ဖြားတဲ့ရိုးဆိုပြီးတော့နာမည်ပြောင်ပေးခဲ့ကြတယ်ပေါ့နော်သူကတက်ဆယ်ကျော်တက်ရောက်တဲ့အခါမှာသူ့အဖေမွေးထားတဲ့ဝက်ကိုခိုးပြီးတော့ရောင်းချခဲ့တယ်ဒီတော့သူ့အဖေကဒါကိုသူ့သားရောင်းမှမသိတော့ရဲတွေကိုတိုင်ခဲ့တယ်အဲ့လိုနဲ့ရဲတွေကစုံစမ်းတဲ့အခါမှာသူ့အဖေကနောက်ပိုင်းမှာသူ့သားခိုးပြီးတော့ရောင်းလိုက်တာဆိုတိလိုက်တယ်ပြီးတော့ရဲတွေကိုဒီအမှုကိုပိတ်ပေးဖို့ပြောခဲ့တယ်ပေါ့နော်အဲ့လိုနဲ့ ူ့သားကိုသူတေချာဆုံးမခဲ့ပေမဲ့လည်းဘလုံးမသူ့ရဲ့အချင်းကိုပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့ဘူး။နောက်ပိုင်းမှာတော့ခေါ်တာကပေါင်63ပေါင်တန်မိုးရှိတဲ့ချက်လက်မအတုတွေကိုလုတ်ပြီးတော့ရောင်းချတာမျိုးပြုလုပ်လာခဲ့တယ်။ဒီလိုနဲ့တနေ့မှာတော့သူတို့ရဲ့ဒေတာမှာတခိုးဆိုပြီးတော့ရန်နံမဲကြီးတဲ့ဆမ်မြူစမစ်နဲ့ပူးပေါင်းပြီးတော့ အချားရွာကနေပြီးတော့ဝတ်တကောင်ကိုခိုးခဲ့ကြတယ်။အဲ့လိုနဲ့မကြဘူးရဲကဖမ်းမိသွားတယ်ပေါ့နော်။ခေါ်တာကိုဖမ်းမိတာတော့မဟုတ်ဘူး။သူ့တငယ်ချင်းဆမ်မြူအယ်စမစ်ကိုဖမ်းမိတာပေါ့နော်။အဲ့လိုနဲ့ဆမ်မြူအယ်စမစ်ကိုရဲတွေကနေရုံနောက်နောက်တစ်ခါဖမ်းမိလို့ရှိရင်တော့ဒေဒန်ဘင်းတော့ဆိုပြီးတော့ဝတ်နိုင်ပေးခဲ့တယ်။အဲ့လိုနဲ့ခေါ်တာကကြောက်ပြီးတော့လန်ဒန်မြို့ကိုထွက်ပြေးသွားခဲ့တယ်ပေါ့နော်။သူတို့နဲ့သူလန်ဒန်မြို့မှာနေတဲ့၁၆လအတွင်းမှာပဲသူ့အဖေသူ့အကို၃ဦးတို့ကရှေးစင်းနောက်စစ်တိုက်ဆုံသွားခဲ့ကြတယ်။ဒီလိုနဲ့သူ့အမေတယောက်ပဲကျန်တော့တဲ့အတွက်ကြောင့်မလို့ ူနေတဲ့ postat ကျေးရွာကိုပဲပြန်လာခဲ့ပြီးတော့သူ့အမေနဲ့အတူတူလေလုပ်ငန်းကိုပြန်လည်ပြီးတော့ဦးစီးခဲ့တယ်။အဲ့ဒီအချိန်မှာမှဒီမာရီယာမာဒန်ဆိုတဲ့အမျိုးသမီးနဲ့ချစ်ကြခဲ့ကြတာဖြစ်တယ်။မာရီယာမာဒန်မှာတော့ခေါ်တာနဲ့မတွေ့ဆုံခင်ဒီအမျိုးသား၂ဦးနဲ့ချစ်ကြခဲ့ပြီးတော့ကလေး၂ဦးထွန်းကားခဲ့တယ်။ပထမတဦးကကျတော့ခေါ်တာရဲ့အကူပေါ့နော်။ခုလက်ရှိသူနဲ့ရီစားဖြစ်နေတဲ့ခေါ်တာရဲ့အကူပဲဖြစ်တယ်။သူနဲ့ရခဲ့တဲ့ကလေးကကျတော့မွေးပြီးပြီးချင်းမှာပဲရုပ်တရက်တည်ဆုံသွားခဲ့တယ်။ နောက်တစ်ယောက်ကကျတော့ဖီတာမက်ဒရိုးလို့ခေါ်တဲ့အမျိုးသားနဲ့ချစ်ကြခဲ့ပြီးတော့တောမတ်ဟင်နရီဆိုတဲ့ကလေးတူမွေးဖွားခဲ့တယ်။အဲ့ဒီကလေးကတော့ယောက်ျားလေးပဲပေါ့နော်။သူအဲ့ဒီကလေးကလက်ရှိခေါ်နာနဲ့တွဲနေတဲ့တခြားလုံးမှာလဲမာရီယာမာဒန်ကအိမ်မှာခေါ်လာပြီးတော့ကျွေးမွေးဆောင်ရှောက်ခဲ့တယ်။သူ့အဖေဖီတာမက်ဒရိုးကမာရီယာမာဒန်နဲ့လက်သက်ခဲ့ခြင်းမရှိပေမဲ့လည်းဒီကလေးတွဲထောက်ပံ့ခြင်းကိုလှဆင်ထောက်ပံ့နေစေပဲဖြစ်တယ်။ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ခေါ်တာနဲ့မာရီယာမာဒန်ရဲ့အကြောင်းကိုဆက်မယ်ပေါ့နော်။သူတို့နှစ်ဦးကချစ်သူတွေဖြစ်လာကြပေမဲ့လည်းခေါ်တာကမာရီယာမာဒန်နဲ့ ချက်ကျိုက်နေတယ်ဆိုတဲ့အကြောင်းကိုတခြားလူဘသူ့ကိုမှမသိစေချင်ဘူးလျှို့ဝှက်စွာထားချင်ခဲ့တာပေါ့နော်ဒါပေမဲ့မာရီယာမာလန်ကျတော့အဲ့လိုမဟုတ်ဘူးသူတို့နှစ်ယောက်ကလက်ထပ်ပြီးတော့အတူတူနေချင်တာပေါ့နော်ဒီလိုနဲ့တစ်နှစ်လောက်ကြာတဲ့အခါမှာမာရီယာမာလန်မှာကိုဝင်ရလာခဲ့တယ်ဒီလိုနဲ့ဒီကလေးကိုမွေးလိုက်ကြတယ်ပေါ့နော်မွေးတော့ရုပ်တက်ပဲဒီကလေးကလည်းတိတ်ဆုံးသွားခဲ့တယ်အဲ့လိုနဲ့သူတို့ရဲ့အိမ်နီးနားချင်းမှာကောလာဟာလာတွေပြန့်နှံ့လာခဲ့တယ်အဲ့ဒါကဘာလဲဆိုတော့အရင်တော့ကလည်းမာရီယာမာဒန်ကကြောက်ချားတောင်းနဲ့တွဲပြီးတော့ကလေးက တိတ်ဆုံးသွားခဲ့တယ်အခုဒီကလေးကြပြန်တော့လေထပ်ပြီးတော့တိတ်ဆုံးသွားခဲ့ပြန်တယ်ဆိုတော့ခေါ်တာနဲ့မာရီယာမာဒန်ကသူတို့နောက်ချက်ချက်ပြီးတော့ကလေးမွေးလိုက်တာကိုလူတိမခံစေချင်တဲ့အတွက်ကြောင့်မလို့ဒီကလေးကိုတတ်လိုက်တာဖြစ်နိုင်တယ်ဆိုပြီးတော့ကောလာဟာလာတွေတစားတစားပြန်နေလာခဲ့တယ်ဒီလိုနဲ့နေရာဒီကိုရောက်လာတဲ့အခါမှာခေါ်တာကမာရီယာမာဒန်ရဲ့အိမ်ကိုရောက်လာခဲ့တယ်အဲ့ဒီရောက်လာတဲ့အချိန်မှာဘေးမှာဒီမာရီယာမာဒန်ရဲ့မိသွေးအန်းကလည်းရှိတယ်ပေါ့နော်အဲ့ဒီအချိန်မှာခေါ်တာကငါတို့နဲ့ရောက်ဒီကနေထွက်ပြေးပြီးတော့ iswitch ဆိုတဲ့ စိတ်ကမ်းမြုပ်မှာအတူတွားနေကြမယ်အဲ့ဒီမှာလက်ထပ်ကြမယ်ဆိုပြီးတော့ကမ်းလှမ်းလာခဲ့တယ်အဲ့ဒီအချိန်မှာမာရီယာမာလန်ကဘာလို့ဒီကနေထပ်ပြေးကြမှာလဲလို့မေးတဲ့အခါမှာခေါ်တာကနင့်ကိုရဲတွေကတရားမဝင်ကလေးမွေးတဲ့အတွက်ကြောင့်မလို့ဖမ်းတော့မယ်ဆိုပြီးတော့ငါကောလာဟာလာကြားလာတယ်ပေါ့နော်အဲ့တော့ငါတို့နောက်ဒီကနေထပ်ပြေးမှဖြစ်မယ်ဆိုပြီးတော့မာရီယာမာလန်ကိုစီးယုံတာပေါ့နော်ဒီလိုနဲ့ခေါ်တာကသူမပြန်ခင်မှာ1829ခုနှစ်မေလ16ရက်နေ့ဗုဒ္ဓဟူးနေ့မှာငါတို့ဒီကနေထွက်ခွာမယ်ဆိုပြီးတော့ နေဆွဲအတိအကျပေးလိုက်တယ်ပေါ့နော်အဲ့လိုနဲ့အဲ့ဒီရက်ကိုရောက်လာတဲ့အခါမှာခေါ်တာကနောက်ကျပြီးမှပဲရောက်လာခဲ့တယ်အဲ့လိုနဲ့နောက်တရက်ကိုထပ်ပြီးတော့ရွှေ့လိုက်ကြတယ်ပေါ့နော်18ရက်နေ့ကိုရောက်တဲ့အခါမှာလည်းထပ်မှန်ပြီးတော့သူကနောက်ကျသွားခဲ့ပြန်တယ်အဲ့ဒီအခါမှာတော့သူကသူ့ရဲ့အကိုတွေဖြားနေလို့ဘာဘာညာဆိုပြီးတော့အာရွှေ့တာပေါ့နော်တကယ်တော့ခေါ်တာရဲ့အကိုတွေကမရှိတော့ဘူးသူနဲ့သူ့အမေနဲ့ရောက်ဖဲပဲနေတာဆိုတော့သူကဒါကိုတမင်တက်တက်ကိုမှအချိန်ကိုဆွဲနေတာပေါ့နော်အဲ့လိုနဲ့နောက်တရက်ကိုထပ်ချိန်လိုက်ပြန်တယ် မေလ16ရက်နေ့တောက်ကြနေ့ကိုရောက်လာတဲ့အခါမှာတော့မာဒန်တို့ရဲ့အိမ်ကိုသူအစိုးရရောက်လာခဲ့တယ်။အဲ့လိုနဲ့မာရီယာမာဒန်ကိုပြောတာပေါ့နော်။ငါတို့နေရောက်ဒီနေ့ညမှာထွက်ခွာကြမယ်ပေါ့နော်။အဲ့ဒီအချိန်မှာမာရီယာမာဒန်ကသူကစိတ်ထဲမှာနေလို့မကောင်းဘူးပေါ့နော်။သူကကြောက်နေတာပေါ့နော်။ဒီနေ့လေအစိုးရမှဆော့ဆော့ထွက်ခွာစေချင်တာပေါ့နော်။ဒါပေမဲ့လေခေါ်ရာကငါတို့နေရောက်ဒီကနေထွက်မယ်ဆိုလို့ရှိရင်ညပိုင်းထွက်တာပဲပိုကောင်းတယ်။ပြီးတော့နေဒီလိုမင်းကလေးပုံစံနဲ့ထွက်ရင်တော့နေ့ကို ရိတ်မိသွားမှာပေါ့နော်အဲ့တော့ငါရဲ့အင်ဂျီတွေကိုနေကိုပေးမယ်နေအဲ့ဒါကိုဝုတ်ပြီးတော့ယောက်ျားလေးလိုဝတ်စားဆင်ပြီးတော့ထွက်လာခဲ့ငါနေရဲ့ပစ္စည်းတွေကိုယူပြီးတော့ဒီငါတို့အိမ်ကနေပြီးတော့တမိုင်လောက်ဝေးတဲ့ the red band လို့ခေါ်တဲ့အနီရောင်စပကြီးတဲအိမ်လေးကိုငါရင်သွားနေမယ်အဲ့တော့နေရယောက်ျားလေးလိုဝုတ်ပြီးတော့နောက်ကနေလိုက်လာခဲ့ပါဆိုပြီးတော့ပြောလိုက်တာပေါ့နော်အဲ့လိုနဲ့ခေါ်တာကလည်းဒီမာရီယာမာဒန်ရဲ့အိတ်တွေကိုယူပြီးတော့ထွက်သွားလိုက်တယ်အဲ့ဒီအခါမှာတော့မာရီယာမာဒန်ကအမျိုးသားလိုဝတ်ဆင်ပြီးတော့ခေါ်တာသွားပြီးတဲ့နောက် နိုင်ရင်နိုင်ငံကြောင်မှာပဲလိုက်သွားခဲ့တယ်။ဒီလိုနဲ့သူတို့နှစ်ဦးစလုံးဒရက်ဘန်ဆိုတဲ့အနေအောင်စပကြီးအဲအိမ်လေးကိုတွားလိုက်တဲ့နောက်ပိုင်းကစပြီးတော့ဘသူမှသူတို့နှစ်ယောက်ကိုရှာလို့မတွေ့တော့ဘူး။လုံးဝကိုအစနာဖျောက်ပြီးတော့ပျောက်သွားခဲ့ကြတယ်။ဒီလိုနဲ့လနိုင်ငံကြတဲ့အခါမှာ Swich ဆိုတဲ့မြို့လေးမှာခေါ်တာကိုတငယ်ချင်းတွေမာရီယာမာတန်ရဲ့ဆွေမျိုးတွေကတွားတွေ့တာပေါ့နော်။တွားတွေ့တော့ မင်းမလည်းမာရီယာမာတယ်ရောငါတို့မတွေ့တာရမ်းကြပြီဘလို့လဲမင်းတို့ညောင်နေကောင်းကြလားလို့မေးတဲ့အခါမှာခေါ်တာကငါတို့ညောင်နေကောင်းပါတယ်သူလည်းနေကောင်းပါတယ်ဒါပေမဲ့ तू ကအပြင်တော့မထွက်ချင်ဘူးပေါ့နော်သူ့ရဲ့ဆွေမျိုးတွေတငယ်ချင်းတွေရဲ့ကြားမှာ तू အရန်ရှက်ပြီးတော့အကြောက်တဲ့စိတ်ကြောင့်မလို့အပြင်ကိုမထွက်နိုင်သေးဘူးဖြစ်နေတယ်ဆိုပြီးတော့ပြောတာပေါ့နော်အဲ့တော့ဒီဆွေမျိုးတွေတငယ်ချင်းတွေကဘာမှမဖြစ်ဘူးသူ့ကိုဘယ်ရဲမှလည်းဖန်ဝရန်ထုတ်ထားတာမျိုးမရှိဘူးမကြောက်ပါနဲ့ဆိုပြီးတော့ သူ့ကိုပေါ့နော်တွေ့ချင်တယ်သူ့ကိုခေါ်လာပါဆိုပြီးတော့ပြောကြတဲ့အခါမှာအဲ့ဒီသူတို့ပြောတဲ့နေ့ကနေစပြီးတော့ခေါ်တာလေအဲ့ဒီမျိုးကနေလုံးဝပျောက်ကွယ်သွားခဲ့တယ်။ဒီလိုနဲ့နလ3လလောက်ဆက်ပြီးတော့ကြာလာတဲ့အခါမှာခေါ်တာကမာရီယာမာဒန်ရဲ့မိသားစုထံကို စာတစ်စောင်ရေးပြီးတော့ပို့ခဲ့တယ်။အဲ့ဒီစာထဲမှာသူတို့နှစ်ဦးက Ipswich မှာအတူလက်ထပ်ပြီးတော့ငင်းငင်းချမ်းချမ်းနဲ့နေနေကြတယ်။ဆိုပြီးတော့ရေးသားထားတယ်ပေါ့နော်။အဲ့တော့မာရီယာမာဒန်ရဲ့အဖေကစာတွေထပ်ပြီးတော့ ပို့တဲ့အခါမှာသူ့သမီးကစာအကြောင်းပြန်လာခြင်းလုံးဝမရှိဘူးခေါ်တာကရေးလာတဲ့စာပဲอืมရောက်လာတယ်ပေါ့နော်အဲ့တော့အဲ့ဒီထဲမှာခေါ်တာကသူ့ရဲ့မိန်းမကနေမကောင်းဘူးပြီးတော့နောက်တစ်ခေါက်လာလို့ရှိရင်လည်းသူ့မိန်းမကလက်နာနေတယ်အဲ့လိုအမျိုးမျိုးလိန်လေပြီးတော့အချိန်နဲ့ဆွဲနေတာပေါ့နော်ဒီလိုနဲ့သူတို့နှစ်ဦးကိုမတွေ့တာဆက်တလားလောက်ကြာလာတဲ့အခါမှာမာရီယာမာရန်ရဲ့မိထွေကအိမ်မက်တစ်ခုမှတ်လာခဲ့တယ်အဲ့ဒီအိမ်မက်ကဘာလဲဆိုတော့မာရီယာမာရန်ကသူ့အိမ်မက်ထဲကိုရောက်လာပြီးတော့ ူကိုဒရက်ပန်မာလာဆိုတဲ့စပကြီးအသေးအိမ်လေးထဲမှာရဲရဲဆက်ဆက်တပ်ဖြတ်ခံခဲ့ရပါတယ်သူကိုအဲ့ဒီနေရာမှာမြုပ်ထားပါတယ်ဆိုတော့အိမ်မက်တစ်ခုပေးလာခဲ့တယ်အဲ့တော့သူကအစပိုင်းမှာဒီအိမ်မက်ကသူ့ရဲ့သမီးကိုတတိယတဲ့စိတ်လွမ်းနေစိတ်ကြောင့်မလို့စိတ်ဆွဲပြီးတော့မှတ်တာဆိုပြီးတော့ယူဆတာပေါ့နော်ဒါပေမဲ့တရက်ပြီးတရက်တညပြီးတညဒီလိုအိမ်မက်မျိုးတွေပဲမှတ်လာတဲ့အခါမှာတော့သူကတန်တရားဖြစ်လာခဲ့တယ်အဲ့လိုနဲ့1828ခုနှစ်ဧပြီလ18ရက်နေ့မှာတော့မာရီယာမာဒန်ရဲ့ အဖေပေါ့နော်သူရဲ့ခင်ပွန်းကိုသူဒီလိုမာရီယာမာဒန်တတ်ခံရပါတယ်အဲ့ဒီနေရာမှာမြုပ်ထားပါတယ်ဆိုတော့အိမ်မက်ကိုခဏခဏမှတ်တယ်ငါတို့နေရာအဲ့ဒီနေရာရှာပြီးတော့သူပြောတဲ့နေရာကိုသွားတူးကြည့်တင်တယ်ဆိုပြီးတော့သူ့ယောက်ျားကိုဖွင့်ပြောလာခဲ့တယ်ပေါ့နော်အဲ့လိုနဲ့သူတို့နှစ်ဦးကပေါက်ပြားတွေကင်ပြီးတော့အနေအောင်စပကြီးတဲအိမ်ရှိတဲ့နေရာကိုလိုက်ရှာကြတယ်ဒီလိုနဲ့အိမ်မက်ထဲကနေစင်တူတဲ့စပကြီးအိမ်မျိုးကိုတွေးလိုက်ရတဲ့အခါမှာ ဒီမိထွေးကပေါ့နော်ဒီအိမ်ပဲငါမှတ်ခဲ့ရလေဒီအိမ်ပဲဆိုပြီးတော့သူတို့နှစ်ယောက်ကအဲ့ဒီဝင်သွားကြတယ်ဝင်ပြီးတော့အဲ့ဒီအိမ်မက်ထဲမှာပေးတဲ့နေရာကိုတူးကြည့်လိုက်တဲ့အခါမှာဒီအိတ်အိတ်ကိုတော့တူးမိတယ်ပေါ့နော်အဲ့လိုနဲ့တူးရင်းနဲ့ဒီအိတ်ကိုထုတ်လိုက်တယ်ပေါ့နော်မြေကြီးကနေဆွဲမလိုက်ပြီးတော့အပြင်မှာဖြီးကြည့်လိုက်တဲ့အခါမှာအလောင်းတစ်ခုကိုတော့တွေးလိုက်တယ်အဲ့လိုနဲ့အလောင်းတလောင်းကြီးဖြစ်နေတာပေါ့နော်ဖြစ်နေတော့သူတို့ကဦးကရဲကိုချက်ချင်းအကြောင်းကြားလိုက်တယ်အဲ့တော့ဒီအလောင်းကတော်တော်ကြီးကို ဆိုးဆိုးရွားရွားဖြစ်နေပြီပေါ့နော်အသားတွေဆိုမရှိတော့ဘူးပေါ့နော်ဒီ tissue အနေငယ်နဲ့ဒီအရေခွန်လောက်ပဲကျန်တော့တာပေါ့နော်ဒီလိုနဲ့ရဲတွေရောက်လာတဲ့အခါမှာ poster မြို့ထဲမှာပဲရှိတဲ့ core inner လို့ခေါ်တဲ့နေရာမှာစုံစမ်းစစ်ဆေးဖို့လစ်လာဖို့အတွက်ဒီအလောင်းကိုတည်သွားခဲ့ကြတယ်ပေါ့နော်ဒီ core inner ဆိုတဲ့နေရာအခုချိန်လေးရှိသေးတယ်ပေါ့နော်ဒီအခုချိန်မှာတော့အဲ့နေရာက restaurant ဖြစ်နေပြီပေါ့နော်အဲ့နေရာမှာစုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့တယ်အဲ့လိုစုံစမ်းစစ်ဆေးမှုတွေလုပ်တဲ့အခါမှာ မာရီယာမာဒန်ရဲ့အမအင်းကလည်းအဲ့ဒီနားမှာရှိတယ်ပေါ့နော်အဲ့တော့သူကသူ့ညီမဝတ်တဲ့အဝတ်စားတွေဒီစပင်းပုံစံတွေကိုသူကတိတယ်ပေါ့နော်ပြီးတော့ဒါကသူ့အမဖြစ်နိုင်တယ်လို့သူ့စိတ်ထဲမှာလည်းယုံကြည်နေတာပေါ့နော်ဒါပေမဲ့ရဲတွေကတေချာလဲဆက်ဆဲကြည့်တဲ့အခါမှာမေယိုးရဲ့အပေါ်ပိုင်းကသွားတစ်ချောင်းကမရှိမနေဘူးပေါ့နော်အဲ့တော့သူ့ရဲ့မိဘတွေကိုမေးတဲ့အခါမှာငါသမီးမာရီယာမာဒန်မှာလည်းသွားတစ်ချောင်းကမရှိဘူးပေါ့နော်ဆိုတော့ဒါကတေချာတယ်မာရီယာမာဒန်ရဲ့အလောင်းပဲဆိုပြီးတော့အတီးပြူလိုက်တယ် ဒီလိုနဲ့ဒီရလောင်းရဲ့လေပင်းမှာလည်းပဝါပေါ့နော်အဆင်းရောက်ပဝါလေးတစ်ခုလည်းရှိနေတယ်ဒါခြီထားတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ဒါကိုဆက်ဆက်ကြည့်လိုက်တဲ့အခါမှာဒီလက်ကင်ပွားကခေါ်တာသုံးနေကြလက်ကင်ပွားပဲဆိုတော့ကိုတို့သတိထားမိလိုက်တယ်ဒီလိုနဲ့သေချာတယ်ဒီမာရီယာမာဒန်မထွက်ခွာခင်မှာလည်းတို့နှစ်ယောက်က Eastwich ကိုထွက်ခွာကြမယ်ဆိုပြီးတော့သူရဲ့မိထွေအန်းရှိမှပြောခဲ့တယ်ဆိုတာကိုလည်းအန်းကရဲတွေရှိမှထွက်ဆိုခဲ့တယ်ပေါ့နော်အဲ့တော့သေချာတယ်ဒါက ်ခေါ်တာရဲ့လက်ချက်ပဲဖြစ်နိုင်တယ်ဆိုပြီးတော့ခေါ်တာကိုလိုက်ရှာဖို့အတွက်ဖန်ဝရန်ထုတ်လိုက်ကြတယ်ပေါ့နော်ခေါ်တာကိုရှာဖို့အတွက်အရန်ကိုလဲကူခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ဒီ post ချေရွာမှာရှိတဲ့ရဲဖြစ်တဲ့ errors ကပေါ့နော်သူ့ရဲ့တငယ်ချင်းထံကနေပြီးတော့ခေါ်တာရဲ့လိပ်စာကိုရရှိခဲ့တယ်အဲ့ဒီလိပ်စာကတော့ post တဲ့ post မှာရှိတဲ့လိပ်စာတော့မဟုတ်ဘူး London မြို့ရဲ့လိပ်စာပေါ့နော်အဲ့တော့သူကဒီ London ရဲ့ရဲရရှိ James ရဲ့အကူအညီကိုရယူခဲ့တယ်ဒီတော့ခေါ်တာကဒီဆက်တလအတော်အတွင်းမှာ မာရီယာမာဒန်ရဲ့အဖေမေတွေကဒီမာရီယာမာဒန်ကိုရှာမှာဆိုတဲ့အတွက်ကြောင့်မလို့သူကသူ့သမီးကနေမကောင်းပါဘူးဘာညာနဲ့အချိန်ဆွဲနေခဲ့တာပေါ့နော်တကယ်တမ်းမှာတော့မာရီယာမာဒန်ကတိတ်ဆုံးသွားတာပေါ့နော်အဲ့တော့သူတို့အမေမိဘတွေကခုမှပဲတည်လိုက်ရတယ်ဒီတော့ခေါ်တာကဘယ်နေရာမှာရောက်နေတာလဲဆိုတော့လန်ဒန်မြို့အနောက်ဘက်မှာရှိတဲ့ Frankfurt မြို့ငယ်မှာပေါ့နော် Everly Group House ဆိုတဲ့အမျိုးသမီးအဆောင်တစ်ခုဖွင့်ပြီးတော့နေထိုင်နေတာကိုခြေရခံလိုက်ရတယ် သူကသူ့ရဲ့ဇနီးတက်မေရီမွန်းဆိုတဲ့သူဒီအဆောင်ကိုတီထောင်ပြီးတော့လောက်ကင်နေကြတာပေါ့နော်ဒီတော့သူကဘလိုမျိုးဒီအမျိုးသမီးနဲ့တွေ့ခဲ့တာလဲဆိုတာကလည်းစိတ်ဝင်စားစရာကောင်းလေအဲ့ဒါဘလိုတွေ့ခဲ့တာလဲဆိုတော့အဲ့ဒီခေတ်အခါတုန်းက The Time Magazine ပေါ့နော်အဲ့ဒီ Magazine ထဲမှာလူပြိုအပြိုတွေကသူတို့ကိုသူတို့သူတို့အပြိုဖြစ်ပါကြောင်းလူပြိုဖြစ်ပါကြောင်းကြေညာပြီးတော့ဖူးစာဖက်ရှာတဲ့ကြော်ညာတွေထည့်လို့ရတယ်ပေါ့နော်အဲ့တော့သူကလည်းအဲ့လိုပဲအဲကြော်ညာထည့်ခဲ့တာပေါ့နော်အဲ့တော့ သူ့စီကိုဒီစာအဆောင်100ကျော်ပေါ့နော်အကြောင်းပြန်လာခဲ့တယ်အဲ့ဒီထဲမှာ तू ကရွေးချယ်ပြီးတော့ Mary Mo ဆိုတဲ့အမျိုးသမီးနဲ့လက်ထပ်လိုက်ကြတာပေါ့နော်ပြောရမယ်ဆိုလို့ရှင် Mary Mo ကပတ်စံနေငယ်ရှိတဲ့အမျိုးသမီးပေါ့နော်အဲ့တော့ तू နဲ့အတူလက်ထပ်ပြီးတော့အဲ့ဒီမှာအမျိုးသမီးအဆောင်ကိုဦးစီးပြီးတော့လောက်ကင်နေကြတာပေါ့နော်အဲ့တော့ဒီလန်ဒန်ရဲရာရှိချင်းကအဲ့ဒါကိုတီးလိုက်တဲ့အခါမှာ तू ကဘလို့မျိုးသူစီကိုချင်းကတ်ရမလဲဆိုပြီးတော့စဉ်းစားတယ်စဉ်းစားတဲ့အချိန်မှာအကြံတစ်ခုရလိုက်တယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ သူ့မှာလည်းသမီးရှိတယ်ဆိုတော့သူ့ရဲ့သမီးကိုသူ့ရဲ့အဆောင်မှာထားခြင်းတဲ့အကြောင်းကိုပေါ့နော်ဒီအကြောင်းပြပြီးတော့မှသွားထားမယ်ဆိုပြီးတော့သူအကြံဉာဏ်ရလိုက်တယ်အဲ့လိုနဲ့သူ့သမီးကိုခေါ်ပြီးတော့အဲ့ဒီအဆောင်ကိုသွားလိုက်တယ်ပေါ့နော်အဲ့ဒီအဆောင်ကိုရောက်တဲ့အခါမှာဒီဧကန်ထဲမှာတော့ပေါ့နော်အမျိုးသမီး၄ဦးနဲ့အတူခေါ်တာကနက်နက်စာစားနေတာကိုတွေ့လိုက်ရတယ်အဲ့ဒီအခါမှာရဲမှူးကြီးကရောက်သွားတဲ့အခါမှာခေါ်တာကလန့်သွားတာပေါ့နော်လန့်သွားတော့ရဲမှူးကနင်းနဲ့ငါခဏလောက်စကားပြောချင်တယ်ဆိုပြီးတော့သူ့အပြင်ဘက်ကိုခေါ်သွားလိုက်တယ် ရဲရရှိကခေါ်တာကိုမာရီယာမာဒန်အလောင်းနဲ့ပတ်သက်ပြီးတော့မေးမြန်းတဲ့အခါမှာခေါ်တာကငါလုံးဝမသိဘူးဆိုပြီးတော့ပဲပြန်ဖြေတယ်။ဒီလိုနဲ့ဘလောက်မေးမေးဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့လုံးဝကိုအဖြေမရှိတဲ့အတွက်ကြောင့်မလို့သူ့ရဲ့အိမ်ကိုအာရှာဖွေမှုတွေပြုလုပ်ခဲ့တယ်။ရှာဖွေချိတဲ့အခါမှာမာရီယာမာဒန်ကိုတတ်တာဖြစ်နိုင်တယ်လို့ယူဆရတဲ့ဘစ်စတိုတနက်တစ်လက်ကိုရှာဖွေတွေ့ရှိခဲ့တယ်။နောက်ပြီးတော့မာရီယာမာဒန်ရဲ့အလောင်းကိုရှာဖွေတွေ့ရှိပြီးတဲ့နောက်ပိုင်းမှာကျင်ညာထားတဲ့ဖန်ဝရန်ထုတ်စာရွက်စာတမ်းတွေကိုလည်းတွေ့ရှိခဲ့ရတယ်။နောက်ပြီးတော့ပူပြီးတိတ်ချသွားတဲ့အချက်က သူကပင်သစ်တန်မှတ်ထံကနေပြီးတော့ဒီနိုင်ငံကူးလက်မှတ်တစ်ခုကိုလည်းရယူထားတာကိုရှာဖွေတွေ့ရှိလိုက်တယ်ပေါ့နော်အဲ့တော့တေချာတဲ့ဒီကောင်ကဒီလူတက်မှုမှာပါဝင်တာဖြစ်နိုင်တယ်ဒါကြောင့်မို့လို့လေသူကပင်သစ်ကိုထွက်ပြေးဖို့လုပ်နေတာဆိုပြီးတော့တန်တရားဖြစ်တဲ့အနေနဲ့သူဖမ်းလိုက်တယ်ပေါ့နော်ဒီလိုနဲ့ခေါ်တာကိုသူ့ရဲ့နေရက်ဖြစ်တဲ့ Suffolk ခရိုင်ကိုပဲပြန်လည်ပြီးတော့ပို့ဆောင်လိုက်ပြီးတော့ Prince Said Andaman မြို့မှာရှိတဲ့ရှာယာခမ်းမှာရုံးတင်စစ်ဆေးမှုပြုလုပ်ဖို့ရန်အတွက်စီစဉ်ခဲ့ကြတယ်ဒါပေမဲ့ဒီရမှုကိစ္စက စိတ်ဝင်စားမှုတွေအများကိုမြင့်တက်လာတဲ့အတွက်ကြောင့်မလို့နောက်တစ်ရက်ကိုရွှေ့ဆိုင်လိုက်ကြတယ်။ဒီလိုနဲ့1828ခုနှစ်အောက်လ9ရက်နေ့မှာစတင်ပြီးတော့ရုံးတည်စစ်ဆေးခဲ့တယ်။ Brisset Edmund မှာရှိတဲ့ hotel တွေထဲမှာပေါ့နော်။လူတွေကအင်မတန်မှဒီအမှုကိုစိတ်ဝင်စားတဲ့အတွက်ကြောင့်မလို့အဲ့ဒီ hotel တွေအားလုံးမှာ booking နေနဲ့ပြည့်သွားခဲ့ကြတယ်။အဲ့လိုနဲ့ဒီမှုခင်းကိုစိတ်ဝင်စားကြတဲ့လူတွေကအရန်ကိုများတဲ့အတွက်ကြောင့်မလို့ရဲတွေကလက်မှတ်တွေရောင်းချပြီးတော့အကန့်အသတ်နဲ့ဝင်ခွင့်ပေးခဲ့တယ်ပေါ့နော် ဒီလိုနဲ့ရုံးတင်စစ်ဆေးမှုတွေစတဲ့အချိန်မှာတရားသူကြီးတွေကခေါ်တာကိုမာရီယာမာလန်ရဲ့တိတ်ဆုံးမှုနဲ့ပတ်သက်ပြီးတော့မေးမြန်းတဲ့အခါမှာခေါ်တာကသူလုံးဝမသိကြောင်းပဲဖြေဆိုခဲ့တယ်။ဒီလိုနဲ့ရဲတွေကလည်းသူတို့စစ်ဆေးတဲ့အခါမှာရရှိခဲ့တဲ့အချက်အလက်တချို့ကိုလည်းဒီမှာတင်ပြခဲ့တယ်ပေါ့နော်။အဲ့ဒါဘာလဲဆိုတော့ဒီအလောင်းရဲ့မျက်လုံးမှာပေါ့နော်ထိုးတွင်းတံရံမျိုးတွေ့ခဲ့တယ်ဆိုပြီးတော့တင်ပြခဲ့တယ်ပေါ့နော်။ဒါပေမဲ့လည်းတစ်ဖက်ကနေပြီးတော့ ါကလည်းဒီမာရီယာမာရန်ရဲ့အဖေဒီအလောင်းကိုတူးတဲ့အခါမှာထိခိုက်သွားတာ ဖြစ်နိုင်တယ်ဆိုပြီးတော့လည်းတစ်ဖက်ကပြန်လဲခြေပခဲ့တယ်ပေါ့နော်နောက်ပြီးတော့ရဲတွေကခေါ်တာရဲ့လက်ကင်ပွားလို့ယူဆရတဲ့ဒီလက်ကင်ပွားကလည်းမာရီယာမာရန်ရဲ့လက်ပင်းမှာခြေလက်ရှိနေတယ်ပေါ့နော်အဲ့တော့ဒါဟာဆိုလို့ရှိရင် ခေါ်တာကမာရီယာမာရန်ကိုလက်ပင်းညစ်ပြီးတော့တတ်ခဲ့တာဖြစ်နိုင်တယ်နောက်ပြီးတော့မာရီယာမာရန်ရဲ့ခန္ဓာကိုယ်မှာလည်းတနက်တန်ရာတွေကိုတွေ့ခဲ့တယ်ဆိုပြီးတော့သင်ပြခဲ့တယ်ဒါပေမဲ့ခေါ်တာကကြတော့ ဒီလက်ကင်ပွားနဲ့ပတ်သက်ပြီးတော့ငင်းဆိုခဲ့ခြင်းမရှိခဲ့ဘူးဒီလိုနဲ့ရဲတွေကခေါ်တာက မာရီယာမာဒန်ကိုဓာတ်နဲ့ထိုးပြီးတော့တနက်နဲ့ပစ်တက်ခဲ့တာဖြစ်နိုင်တယ်ဆိုပြီးတော့ဆွဲချက်တင်ခဲ့တယ်ဒီတော့ဒီယုံတည်စစ်ဆေးမှုမှာခေါ်တာကဆွဲချက်ပေါင်း6ခုနဲ့အဲဆွဲချက်တင်ခံလိုက်ရတယ်ပေါ့နော်ဒီအမှုထဲမှာစာရွက်စာတမ်းအတူပြုတ်လုတဲ့အမှုလည်းပါဝင်ခဲ့တယ်ပေါ့နော်နောက်ပြီးတော့တရားသူကြီးတွေကမာရီယာမာဒန်ပျောက်ဆုံးသွားတဲ့နောက်ပိုင်းမှာအိမ်မက်မက်ခဲ့တဲ့အိမ်မက်တွေနဲ့ပတ်သက်ပြီးတော့လေတတ်တေထွက်ဆုံးဖို့ရန်အတွက် သူ့အမေမိသွေးအန်းကိုခေါ်ယူခဲ့တယ်ပေါ့နော်မိသွေးအန်းကသူဒီလိုအိမ်မက်တွေကိုဆက်တိုက်မက်ပြီးတဲ့နောက်ပိုင်းမှာတန်တရားဖြစ်လာပြီးတော့သူ့ရဲ့ယောက်ျားတောမတ်စ်နဲ့အတူအိမ်မက်ပေးလာတဲ့အနီရောင်စပကြီးအိမ်ကိုလိုက်ရှာခဲ့ကြပြီးတော့ဘလိုပဲပုံတူးပြီးတော့ဒီအလောင်းကိုတွေးခဲ့တာပါဆိုပြီးတော့ရုံးကိုတင်ပြခဲ့တယ်ပေါ့နော်ပြပြခဲ့တယ်တချို့စာထဲမှာရေးသားချက်အရပေါ့နော်မာရီယာမာဒန်ရဲ့မောင်လေးအသက်၁၀နှစ်ရွယ်ဂျော့ချ်က ခေါ်တာကအဲ့ဒီတဲအင်ကနေပြီးတော့တနက်တနက်နဲ့ပေါက်ပြားတစ်ခုကိုကင်ပြီးတော့မှထွက်လာတာကိုတွေ့ခဲ့ရတဲ့အကြောင်းလည်းရေးသားထားတယ်ပေါ့နော်။ဒါပေမဲ့ဒါကတေချာလားဆိုတော့တေချာမသိရဘူးပေါ့နော်။အဲ့ဒါကြောင့်မလို့လေဒီမူခင်ကပို့ပြီးတော့ခိုင်မာခဲ့တယ်ဆိုပြီးတော့လည်းလူတွေကပြောကြတယ်။ဒီတော့ခေါ်တာရဲ့အဆောင်မှာရှောက်ပြီးမှုလို့ပြုလုပ်ခဲ့တဲ့ Yes James Lee ကလည်းသူကခေါ်တာကိုဘလို့ဖန်းစီခဲ့ကြောင်းနဲ့သူ့ရဲ့အိမ်မှာဘလို့ရှာတွေ့ပြီးတော့ဒီပစ္စည်းတွေတန်တရားပစ္စည်းအကောင်နဲ့ပစ္စည်းတွေကို ရှာဖွေတွေ့ရှိခဲ့တဲ့အကြောင်းကိုလည်းသူကတသက်ခံခဲ့တယ်။နောက်ပြီးမာရီယာမာလန်ဘက်ကရှိနေတွေကလည်းခေါ်တာကမာရီယာမာလန်ကိုဘယ်တော့မှလက်ထပ်လိုခဲ့ခြင်းမရှိကြောင်းတင်ပြခဲ့တယ်။နောက်တစ်ခုကခေါ်တာကမာရီယာမာလန်ကိုသူတရားမဝင်ကလေးမွေးတဲ့အတွက်ကြောင့်မလို့ရဲတွေကဖမ်းဝရမ်းထုတ်လိုက်ပြီးဆိုပြီးတော့ဒီလိုမဟုတ်မမှန်တဲ့သတင်းစကားတွေနဲ့မြူဆွဲချင်းချောက်ပြီးတော့အနီအောင်စပကြီးတဲအိမ်တဲကိုလာအောင်လို့မြူဆွဲခဲ့တာဖြစ်နိုင်တယ်ဆိုပြီးတော့လည်းတင်ပြခဲ့တယ်။နောက်ဆုံးတစ်ခုအနေနဲ့ပေါ့နော်ဒီတရေလိုရှိနေတွေက မာရီယာမာနန်ရဲ့ကလေးဖြစ်တဲ့သောမတ်ဟင်နရီရဲ့အဖေကပေးပို့တဲ့ထောက်ပံ့ကြေးတွေကို ခေါ်တာကခိုးယူခဲ့ပါလေဆိုတဲ့အကြောင်းတွေနဲ့အပြန်လည်ရန်ဖြစ်ကြပြီးတော့ပေါ့နော်မာရီယာမာဒန်ကိုတတ်ပစ်ခဲ့တာဖြစ်နိုင်တယ်ဆိုပြီးတော့နောက်ဆုံးအချက်အနေနဲ့ဆွဲချက်တင်ခဲ့တယ်ပေါ့နော်အဲ့လိုနဲ့ခေါ်တာကဒီဆွဆွဲတင်ပြချက်နဲ့ပတ်သက်ပြီးတော့သူ့ရဲ့ကိုယ်တိုင်ရှင်းလင်းချက်တွေကိုလည်းတင်ပြခဲ့တယ်အဲ့ဒါဘာလဲဆိုတော့သူကမာရန်နဲ့အတူပေါ့စပကြီးတဲကို ရှိနေခဲ့တာကိုသူကဝန်ခံခဲ့တယ်အတူတူရှိနေခဲ့ကြတယ်ငါတို့နှစ်ယောက်ကအဲ့လိုပြီးတော့စကားများပြီးတဲ့နောက်ပိုင်းမှာသူထွက်ခွာခဲ့တယ်ပေါ့နော်အဲ့ဒီအိမ်ကလည်းထွက်သွားခဲ့တယ်ဒီလိုနဲ့သူလမ်းတစ်ဝက်ကိုရောက်တဲ့အခါမှာပစ္စတိုတနက်တန်ကိုကြားလိုက်ရတယ်ပေါ့နော်အဲ့တော့သူကပြေးပြီးတော့စပဂျီတွေကိုဝင်ကြည့်လိုက်တဲ့အခါမှာဒီမာရီယာမာရန်ကပစ္စတိုတနက်တလက်နဲ့ထိဆုံးနေတာကိုသူတွေ့ခဲ့တဲ့အကြောင်းသူကအခိုင်အမာတင်ပြခဲ့တယ်ပေါ့နော်သူပြောချင်တဲ့အသေးပဲက မာရီယမ်မာဒန်ကကိုယ့်အနေကိုတနက်ပစ်ပြီးတော့တက်သေးသွားတဲ့ပုံစံမျိုးထွက်ဆိုတာပေါ့နော်အဲ့တော့ခေါ်တာကပေါ့နော်သူ့ကိုဒီတန်တရားစီရင်ထဲရနေပြီးတော့ထုတ်ပယ်ပေးဖို့ရန်အတွက်အဲဘယ်လိုပြောရမလဲတရားများတတ်အောင်ပေါ့နော်တေချာလေးစဉ်းစားဆုံးဖြတ်ပေးပါဆိုပြီးတော့တရားသူကြီးကိုတောင်းပန်ခဲ့တယ်ဒီလိုနဲ့35မိနစ်အကြာတရားသူကြီးတွေကစဉ်းစားဆုံးဖြတ်ပြီးတဲ့နောက်ပိုင်းမှာသူ့ကိုအပြစ်မှုထင်ရှားလဲဆိုပြီးတော့ဆုံးဖြတ်ခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာတရားသူကြီးအလက်ဇန်းဒါကခေါ်တာကိုကြိုးပေးကွမြတ်ဖို့အမိန့်ပေးလိုက်တယ်နောက်ပြီးတော့သူရဲ့ သေဆုံးသွားတဲ့ခနာကိုကိုခွဲစိတ်တဲ့နေရာမှာအသုံးပြုစေဆိုပြီးတော့အမိန့်ချမှတ်လိုက်တယ်ပေါ့နော်အဲ့ဒီအမိန့်ချနေရာမှာဒီတရားသူကြီးပြောလိုက်တဲ့အကြောင်းအရာပြပြချင်တယ်ပေါ့နော်ဘလို့ပြောလိုက်တယ်ဆိုတော့တင့်အားတင်လာရအချင်းထောင်တို့ပြန်ပို့စေထိုမှတဆင့်လာမဲ့တနင်းလာနေ့မှာကုမြတ်ရနေရာတို့ခေါ်သွားပြီးတော့လေဘင်းမှကျိုးဆွဲချကုမြတ်ရန်ထို့နောက်တင်ဤခနာကိုကိုခွဲစိတ်စေအနန္တဂုံရှင်တကူရှင်ဖျားတခင်သည်တင်ဤဝိညာဉ်ပေါ်ဂယုနာ ထားတော်မူပါစေတည်းဆိုပြီးတော့အမိန့်ချမှတ်လိုက်တာပေါ့နော်ဒီလိုနဲ့အဲ့ဒီအမိန့်ချမှတ်ပြီးတဲ့နောက်ပိုင်းမှာခေါ်တာကထောင်ထဲမှာနောက်ထပ်3ရက်ကြာအောင်နေထိုင်ခဲ့တယ်ပေါ့နော်ဒီလိုနဲ့ခေါ်တာကထောင်ထဲမှာ3ရက်ရှိနေစဉ်တောတွင်းမှာသူ့ရဲ့အပြစ်အတွက်ပေါ့နော်ဘုရားသခင်ထံကိုအပြစ်ဝင်ချရကောင်းမလားမကောင်းလားဆိုပြီးတော့သူကသွေးသွန်းနေခဲ့တယ်အဲ့လိုနဲ့သူသွေးသွန်းနေတဲ့3ရက်တာကာလအတွင်းမှာဘုန်းတော်ကြီးတွေထောင်မူးတွေရောက်ပြီးတော့ရောက်လာပြီးတော့ပေါ့နော်သူ့ကိုဝန်ခံဖို့ရန်အတွက်သူ့ရဲ့ဝိညာဉ်အတွက်ဝန်ခံဖို့အချိန်ချင်းတိုက်တွန်းခဲ့တယ် နောက်ဆုံးမှာသူ့ရဲ့မိန်းမမယ်ရီကလည်းရောက်လာတယ်ပေါ့။နောက်ရောက်လာပြီးတော့ဘုရားသခင်ရဲ့ရှေ့မှာသင်ရဲ့အပြစ်တွေကိုဝင်ချတောင်းပန်လိုက်ပါဆိုပြီးတော့သူ့မိန်းမပြောတဲ့နောက်ပိုင်းမှာပဲသူ့အပြစ်တွေကိုသူကဝင်ခံခဲ့တယ်။ဒီလိုနဲ့သူကဘုန်းတော်ကြီးထံကိုစာတဆောင်ရေးပြီးတော့ပို့ခဲ့တယ်ပေါ့နော်။အဲ့ဒီစာဆောင်ထဲမှာရေးသားထားတာကမာရီယာမာဒမ်မှာသူတို့နှစ်ယောက်ကနေပြီးတော့ရတဲ့ဒုတိယကိုဝင်ကိုလွှဲထားပြီဆိုပြီးတော့သူပြောလာခဲ့တယ်။အဲ့ဒီအခါမှာသူကတာဝန်ယူခြင်းစိတ်မရှိတဲ့အတွက်ကြောင့်မလို့မာရီယာမာဒမ်ကို ငါတို့ညဒီကနေထွက်ခွာပြီးတော့တခြားမြို့မှာပဲအလက်ထက်ကြောင့်မဲဆိုပြီးတော့ပြောခဲ့တယ်နောက်ပြီးတော့သူ့ကိုတရားမဝင်ကလေးမွေးပြီးတော့ကလေးတေစေတဲ့အတွက်ကြောင့်မလို့ရဲတွေကဖမ်းဝရန်ထုတ်လိုက်ပြီးဒါကြောင့်မလို့အာငါနဲ့သူအနီရောင်စပကြီးတိန်လေးကိုလိုက်ခဲ့ပါဆိုပြီးတော့သူမြူဆယ်ခဲ့တဲ့အကြောင်းကိုဝင်ခံခဲ့တယ်အဲ့လိုနဲ့အဲ့ဒီနေရာကိုရောက်တဲ့အခါမှာသူတို့နှစ်ယောက်ကငင်းခုန်ဖြစ်ခဲ့တယ်ပေါ့နော်ဖြစ်ခဲ့ပြီးတော့သူ့ကိုမာရီယာမာဒန်ကအော်ဟောက်တဲ့အခါမှာစိတ်တော်ဒေါ်ရာထွက်ပြီးတော့သူ့မှာပါလာတဲ့တနတ်နဲ့ပစ်တက်ခဲ့တာ ဖြစ်တယ်ဆိုပြီးတော့ဝင်ခံခဲ့တယ်။ဒါပေမဲ့သူကဒါနဲ့ပါထိုးခဲ့တယ်ဆိုတော့ဒီဆွဆွဲချက်ကိုတော့လုံးဝကိုငင်းဆိုထားခဲ့တယ်ပေါ့နော်။ဒါပေမဲ့ဒီအလောင်းကိုစစ်ဆေးခဲ့တဲ့ရဲတွေကဒီအလောင်းမှာတနက်တန်ရာရောဒါနန်ရာရောတွေ့ရှိခဲ့တာဆိုတော့သူဒါနဲ့မထိုးခဲ့ပါဘူးဆိုတော့အကြောင်းပြချက်ကြီးရပေါ့နော်။သူတို့အနေနဲ့အပြေအဝယုံကြည်လို့မရဘူးဖြစ်နေခဲ့တယ်။အဲမမှန်ကန်မှုပေါ့နော်။အဲ့တော့ဒီမှာပြောစရာတစ်ချက်ရှိရပေါ့နော်။အဲ့ဒါပါလဲဆိုတော့ဒီအလောင်းကမြုပ် ခံထားရတာဆက်တလားရှိပြီပေါ့နော်အဲ့ဒါဘလို့လို့ဒီတနတ်တန်ရာတွေဓာတ်တန်ရာတွေဘလို့မျိုးစစ်ဆေးလဲပေါ့နော်အဲ့ဒါဘလို့လဲဆိုတော့ဒီရလောင်းကမြုပ်ထားတာကြာပြီဆိုပေမဲ့လေသူ့မှာဒီ tissue တချို့တွေကျန်နေသေးတယ်ပေါ့နော်ပြီးတော့အရေပြားတွေကျန်နေသေးတယ်အဲ့တော့ဒီအရေပြားတွေကိုစစ်ဆေးတဲ့အခါမှာဒီဓာတ်နဲ့ထိုးထားတာတွေတနတ်တန်ရာတွေကရှိနေတာပေါ့နော်ဒီတော့ခေါ်တာညင်းဆိုထားတဲ့ဓာတ်နဲ့မထိုးဘူးဆိုတဲ့ဟာဒီအပြည့်အဝမမှန်ကန်ဘူးလို့ဆိုလိုချင်တာပေါ့နော် ဒီတော့ဒီစစ်ဆေးချက်မှာခန္ဓာကိုယ်မှာလည်းဓာတ်နဲ့ထိုးထားတယ်တနတ်နဲ့လည်းပစ်ထားတယ်ပေါ့နော်နောက်ပြီးတော့တချို့တွေမှာဆိုလို့ရှိရင်ခေါင်းမှာလည်းဓာတ်နဲ့ထိုးထားတယ်လို့ပြောတယ်ပေါ့နော်ဒါပေမဲ့လည်းဒါကသူ့အဖေကဒီအလောင်းကိုတူးတဲ့အခါမှာပေါက်ပြားနဲ့ထိတာလည်းဖြစ်နိုင်တယ်ဆိုပြီးတော့လူတွေကယူဆတာပေါ့နော်နောက်ပြီးတော့လယ်ပြင်မှာပဝါချီထားတယ်ဆိုတဲ့ဟာကလည်းဒီလယ်ပြင်ညစ်တက်ခဲ့တာဖြစ်နိုင်တယ်ဆိုပြီးတော့ရဲတွေကကောက်ချက်ချခဲ့တာပေါ့နော်ပြီးတော့သူတို့အနေနဲ့လက်သားကိုတန်တရားဖြစ်ခဲ့တယ်ဒါပေမဲ့လည်း ခေါ်တာကဒီចောင်းရံနဲ့ပတ်သက်ပြီးတော့ဘယ်တော့မင်းမင်းဝန်ခံခဲ့ခြင်းလုံးဝမရှိခဲ့ဘူးဒီတော့သူ့ကိုဒီဆွဆွဲချက်၉ခုနဲ့ပဲပြစ်ဒဏ်ချမှတ်ခဲ့တာပေါ့နော်အဲ့လိုနဲ့တရားစီရင်ပြီးတဲ့နောက်ပိုင်းမှာသူထောင်မှာရှိနေစဉ်အတွင်းမှာပေါ့နော်ဒီမာဒန်ရဲ့အမေအမိထွေးအန်းပေါ့နော်သူမှတ်ခဲ့တဲ့အိမ်မက်တွေကတန်တရားဖြစ်နိုင်စရာကောင်းတယ်ဆိုပြီးတော့လေကောလာဟာလာတွေပြန့်နှံ့လာခဲ့တယ်အဲ့ဒါဘယ်လိုလဲဆိုတော့အန်းကပေါ့နော်ဒီမာရီယာမာဒန်ရဲ့အမအန်းကသူ့ထက်တက်တနစ်ကြီးရဲ့အမပါပေါ့နော် သူကခေါ်တာနဲ့ဖောက်ပြန်ခဲ့တာဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီတွေ့ချောင်းမလို့လဲမာရီယာမာဒန်ကိုဝင်ရှိလာတဲ့အခါမှာသူတို့နဲ့အတူတူပူးပေါင်းပြီးတော့ဒီအကျန်စီကိုအကောင့်တွေပေါ်ခဲ့ကြတာဖြစ်နိုင်တယ်ဆိုပြီးတော့လေလူတွေကပြောဆိုခဲ့ကြတယ်ဒီလိုနဲ့ခေါ်တာကအန်းနဲ့ချစ်ချိုက်ပြီးတဲ့နောက်ပိုင်းပေါ့နော်သူတို့နှစ်ယောက်ဒီလိုအမှုကိုကျူးလွန်ပြီးတဲ့နောက်ပိုင်းမှာအန်းကိုပစ်ထားခဲ့ပြီးတော့ဇနီးအစ်စ်မေရီမိုးဆိုတဲ့အမျိုးသမီးနဲ့လက်ချက်လိုက်တယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းမှာမှမိထွေးအန်းက ိမ်မက်တွေစက်တိုက်မက်လာတာပေါ့နော်အဲ့ဒါကတန်ပြဖြစ်စရာကောင်းနေတာပေါ့နော်ဘာလို့လဲဆိုတော့အဲ့ဒီအိမ်မက်ကလည်းမာရီယာမာဒန်ရဲ့အမအန်းကပဲသူကဒီလူတက်မှုမှာအပါဝင်နေတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဘယ်နေရာမှာမြုပ်ထားလဲဘလို့တက်လိုက်လဲဆိုတာတီးတဲ့အတွက်ကြောင့်မလို့စိတ်ဆိုဒေါသထွက်မနာလိုတွေဖြစ်ပြီးတော့အဲ့လိုအိမ်မက်တွေကိုမက်တယ်ဆိုပြီးတော့သူ့ရဲ့အမေမိထွေးအန်းကိုလိန်လေလက်စားခိုင်းတာဖြစ်နိုင်တယ်ဆိုပြီးတော့လေလူတွေကတန်တရားဖြစ်ပြောဆိုကြရပေါ့နော်ဒါပေမဲ့တကယ်လို့တော့ အန်ကဒီအမှုမှာပါဝင်နေတယ်ဆိုလို့ရှိရင်ခေါ်တာအနေနဲ့ရုံးတင်စစ်ဆေးတဲ့အခါမှာဒီနေရာမှာမာရီယာမာဒန်ရမအန်ကလည်းငါနဲ့အတူတူပူပေါင်းကြံစီခဲ့လာဆိုပြီးတော့ပြောမှာပေါ့နော်ဒါပေမဲ့သူ့အနေနဲ့ရုံးတင်စစ်ဆေးတဲ့နေရာမှာအန်ကလည်းသူနဲ့သူပါတယ်လို့မပြောခဲ့တဲ့အတွက်ကြောင့်မလို့ဒီဆွဆွဲချက်တွေကလည်းကောလာဟာလပြတ်နေတာဆိုပြီးတော့ဘယ်သူမှအရေးမလုပ်ခဲ့ဘူးပေါ့နော်ဒီလိုနဲ့1828ခုနှစ်အော်ဂူလာ7ရက်နေ့ကိုရောက်တဲ့အခါမှာ ခေါ်တာကအာရင်ချင်းနဲ့ပြီးတော့အထောက်ကူမပါလို့ရှိရင်လမ်းလျှောက်ဖို့ရန်အတွက်ခက်ခဲတဲ့ပုံစံမျိုးဖြစ်နေခဲ့တယ်။ဒီလိုနဲ့လူတွေကသူ့ကိုဆွဲခေါ်တော့ခဲ့ပြီးတော့ကျိုးစင်တင်မဲ့နေရာထိသူ့ကိုခေါ်ဆောင်သွားခဲ့ကြတယ်ပေါ့နော်။ဒီလိုနဲ့နေ့လယ်မတိုင်းမီမှာလူတွေအမ်လူအုပ်ကြီးရဲ့ရှေ့မှာကျိုးပေးခဲ့ကြတယ်ပေါ့နော်။လူအုပ်ကြီးကဘလောက်တောင်မှရောက်လာလဲဆိုတော့ကြီးစုသူ9000ကနေပြီးတော့2000ကျားရှိနေတယ်ဆိုပြီးတော့သတင်းစာတွေကကြေညာခဲ့တယ်။ကျိုးဆွဲချမှုမတိုင်ခင်မှာသူ့ကိုမေးမြန်းမှုတစ်ခုပြုလုပ်ခဲ့တယ်ပေါ့နော်။ တင်းအနေနဲ့နောက်ဆုံးစကားပါတယ်ပြောချင်တယ်ဆိုပြီးတော့ခေါ်တာကိုမေးမြန်းတဲ့အခါမှာခေါ်တာကကျွန်တော်မှာပြစ်တကယ်ကိုရှိပါလေကျွန်တော်ရဲ့ပြစ်ဒဏ်ကလည်းအဲတရားမျှတပါတယ်ပေါ့နော်ဒီကံကြမ္မာနဲ့ငါလုံးဝကိုထိုက်တန်ပါတယ်ဖျားတခင်ကလည်းကျွန်တော်ရဲ့ဝိညာဉ်ပေါ်ဂိယူနာထားပါစေဆိုပြီးတော့ပြောဆိုခဲ့တယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းမှာမှပဲသူ့ကိုကြိုးဆွဲချပြီးတော့ကွန်မြက်ခဲ့တယ်ပေါ့နော်ဒီလိုနဲ့တနားရဲ့အကြမှာပဲသူ့ရဲ့ရုပ်လောင်းကိုကြိုးစင်ပေါ်ကနေပြီးတော့ဖြေချခဲ့တယ် ဲ့ဒီနောက်ပိုင်းမှာတရားသူကြီးရဲ့အမိန့်အတိုင်းပဲခွဲစိတ်စစ်ဆေးဖို့ရန်အတွက်သူ့ရဲ့အဝတ်အစားတွေဖက်နှက်တွေကိုချွတ်ပြီးတော့ရှာယာခမကိုယူဆောင်သွားခဲ့တယ်။အဲ့ဒီရှာယာခမမှာသူ့ရဲ့ယင်ဘက်ကိုပေါ့နော်ခွဲပြီးတော့မှခင်းချင်းပြတ်တထားတယ်ပေါ့နော်အဲ့ဒီနေရာမှာလူအများပြားလာရောက်ပြီးတော့လေ့လေကြည့်ရှုခဲ့ကြတယ်။ညနေ6နာရီရောက်တဲ့အခါကျောင်းမှာပဲကြည့်ရှုမှုကိုပိတ်ပင်ခဲ့တယ်ပေါ့နော်။နောက်တနေ့မှာတော့ coverage ကចောင်းသားတွေရောက်လာပြီးတော့ဆရာဝန်တွေနဲ့အတူတူကစုဝေးပြီးတော့ခွဲစိတ် စစ်ဆေးလေ့လာမှုတွေစတင်ပြုလုပ်ခဲ့ကြတယ်။အဲ့ဒီညမှာဒီ lesson တအားထုတ်ဆက်ပေါ့နော်အဲ့ဒီဆက်မျိုးတွေနဲ့အစမ်းတတ်တာမျိုးတွေဒီဆက်ကဘယ်လိုလှုပ်လှုပ်လဲပေါ့နော်အဲ့ဒါမျိုးတွေသူတို့စမ်းတတ်ခဲ့တယ်နောက်ပြီးတော့အုံနောက်တွေဘယ်လိုလှုပ်လှုပ်လဲဆိုတာမျိုးတွေကြည့်ပါလေ့လာခဲ့ကြတယ်ပေါ့နော်နောက်ပြီးဒီចောင်းသားတွေကပဲ quarter ရဲ့ဦးခေါင်းနမူနာပေါ့နော်နမူနာပုံစံမျိုးတွေဖန်တီးခဲ့ကြတယ်ဒီနမူနာဦးခေါင်းခုတွေကိုလည်းပေါ့နော် preset element မျိုးမှာရှိတဲ့ moist ဟောပြတိုက်နဲ့ norwich ရဲတိုက်ရဲ့မြေအောက်ခန်းတွေမှာ ထိမ့်သိမ်းထားတယ်ပေါ့နော်ခေါ်တာရဲ့မိမဖြစ်တဲ့မိုးဆုံမမယ်ရီမိုးကလည်းပေါ့နော်ခေါ်တာတရားစီရင်ရေးမှာဝစ်စင်ခဲ့တဲ့မျက်မှန်တွေပြီးတော့မာရီယာမာဒန်ရဲ့ပုံသူဆလိတ်ဘူးတို့ကိုလည်းသူ့အနေနဲ့လေလံတင်ရောင်းချခဲ့တာမျိုးတွေပြုလုပ်ခဲ့တယ်။ပြီးတော့ခေါ်တာရုံးတင်စစ်စစ်ရဲ့နေရာမှာအသုံးပြုခဲ့တဲ့ပစ္စည်းတချို့တွေကိုလည်းပြတိုက်ထဲမှာထိမ့်သိမ်းထားတယ်ပေါ့နော်။နောက်ပြီးတော့ခွဲစိတ်ဆရာဝန် George Craig ကလည်းခေါ်တာရဲ့အရေခွန်ကိုခေါ်တာရဲ့တေးရေပေါ့နော်တေးရေကိုစေးရေစိန်ပြီးတော့ ခေါ်တာရဲ့လူသက်မှုဆိုင်ရာမှတ်တမ်းစာအုပ်ရဲ့အဖုံးအဖြစ်နဲ့ပေါ့နော်ချုပ်လုပ်ဖန်တီးခဲ့တယ်။နောက်ပြီးတော့အခြားစာအုပ်တအုပ်ကိုလည်းပေါ့နော်ခေါ်တာရဲ့အရေးခွန်နဲ့အဲစစိတ်တပိုင်းသူဖုံးအုပ်ပြီးတော့ဖန်တီးခဲ့တယ်ပေါ့နော်။ဒီစာအုပ်နှစ်အုပ်ကိုလည်းမွန်စောပြတိုက်ထဲမှာပြသထားတယ်ပေါ့နော်။ဒါပေမဲ့ဒီ2025ခုနှစ်မှာတော့ဒုတိယစာအုပ်တအုပ်ကိုပဲမွန်ဟောပြတိုက်မှာဆက်လက်ထားရှိထားတယ်ပေါ့နော်။နောက်ပြီးတော့ခေါ်တာရဲ့အယိုးစုကိုလည်းပြန်လဲစုစည်းပြီးတော့အနောက်စုဖော့ဆေးုံမှာ ြတာပြီးတော့တင်ကြားရေးအထောက်ကူ PC အနေနဲ့အသုံးပြုရဲပေါ့နော်။ဒါပေမဲ့2004ခုနှစ်ကိုရောက်တဲ့အခါမှာတော့ခေါ်တာရဲ့အယူစုကိုဖြုတ်ချလိုက်ပြီးတော့ပြီးတကြိုခဲ့ရဲပေါ့နော်။ဟုတ်ကဲ့အဲ့တော့ဒီမှုခင်ကတော့ဒီလောက်ပဲပေါ့နော်။အားလုံးလည်းဒီမှုခင်ကိုစိတ်ဝင်စားကြလိမ့်မယ်လို့ကျွန်တော်အနေနဲ့အဲမျှော်လင့်ပါတယ်ပေါ့နော်။တကယ်ချင်းတော့ရောဘလို့ထင်လဲ။ဒီမှုခင်ကခေါ်တာကပဲတကယ်တက်ခဲ့ရလား။ဒါမှမဟုတ်ခေါ်တာနဲ့ဒီမာရီယာမာဒန်ရဲ့အမအန်းတို့ဖောက်ပြန်ပြီးတော့မာရီယာမာဒန်ကိုတက်ခဲ့တာဖြစ်နိုင်လားပေါ့နော်။တကယ်ချင်းတော့ရောဘလို့ထင်လဲ။ comment မှာမှတ်သားပေးခဲ့ပါအောင်เนาะအဲ့တော့နောက်နေ့မှာလဲကျွန်တော်စိတ်ဝင်စားစရာကောင်းတဲ့မူခင်တစ်ခုနဲ့ပြန်လာခဲ့ပါမယ်အားလုံး bye